တရုတ်ကွန်မြူနစ်ပါတီနူချမ်းပြည်နယ်ခွဲကော်မတီအတွင်းရင်းမှုနဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့တို့နိုဝင်ဘာလ25ရက်နေ့ကပြည်နယ်အစိုးရအဖွဲ့ရုံမှာတွေ့ဆုံခဲ့ပါတယ်ဒီသတင်းကိုဒေါ်သင်းသင်းရွယ်ပေးပို့ထားပါတယ်ရှင်ယူနန်ပြည်နယ်လီဆူးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတရုတ်ကွန်မြူနစ်ပါတီနူချမ်းပြည်နယ်ခွဲအဖွဲ့ဟာလမ်းပန်းဆက်တွေရေးတစ်တော်ကျမရေးပညာရေးစားတဲ့ကိစ္စရပ်များနဲ့ပတ်သက်ပြီးကချင်ပြည်နယ်အစိုးရအဖွဲ့ကိုအတူတကွပူးပေါင်းဆောင်ရွက်ဖို့ပထမအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်။ အဓိကတော့အချင်းပြင်းနေလေပေါ့လေ။နာမစတွေကိစ္စတွေခုနပြောတဲ့ကိစ္စနဲ့ပြန်လို့ဘူး။အတူတူကဘလို့ပူပေါင်းဆောင်ရင်ရမလဲဆိုတာကိုလာရောက်မှဆွေးနွေးလေ့လာတယ်။ကိစ္စရပြန်ဖြစ်ပါလေ။အခုကအထွတ်အဆုံးအစ်စ်ဆိုတော့ဒါဘောတူလည်းမရေးထိုးတာတွေကတော့ကျွန်တော်တို့ဒါဟို မလုပ်နိုင်ကြပါဘူးတရားတွေကတော့နှစ်ဖက်ဆောင်းနိုင်မဲ့အခြေအနေမျိုးတွေကိုလည်လာတဲ့အနေထားပါပဲဒီဖွဲ့အားဆိုရင်လူဦးရေ28ရောက်နဲ့ကချင်ပြည်နယ်မှာနိုဝင်ဘာ24ရက်နေ့ကစတင်ရောက်ရှိလာတာဖြစ်ပြီးနိုဝင်ဘာလမကုန်ခင်အထိကချင်ပြည်နယ်ကိုလေ့လာမှာဖြစ်တယ်လို့ပြောပါတယ်ကျမတင်းတင်းနွယ်ပါရှင်